မြန်မာလူမျိုးတွေကိုယ်တိုင်သိမသိကြတဲ့မြန်မာ passport အမျိုးအစားများမင်္ဂလာပါ Kira Bangkok customer service ကတင်ဆက်ပေးနေပါသည်မြန်မာနိုင်ငံမှာစုစုပေါင်း passport အမျိုးအစား9မျိုးရှိပါသည်အဲ့ဒါတွေကတော့နံပါတ်1တင်မောသား passport passport for seaman ဒီ passport ကတင်မောပေါ်မှာလိုက်ပြီးတော့အလုပ်လုပ်ဖို့အတွက်ဖြစ်ပါသည်နံပါတ်2စီးပွားရေး passport PB passport for business ဒီ passport ကတော့ကုမ္ပဏီလုပ်ငန်းဆိုင်ရာကိစ္စတွေအစည်းအဝေးပွဲတွေအတွက်တည်တံ့ထုတ်ပေးတာဖြစ်ပါသည် နံပါတ်3 PE လို့ခေါ်တဲ့ပညာရေး passport ဒီ passport ကသင်တန်းတွေကျောင်းတွေကိုတက်ရောက်ဖို့အတွက်ထုတ်ပေးတာပါနံပါတ်4ဂုံးမော်မှာလုပ်ငန်းလုပ်ကိုင်မှုအတွက်သက်ဆိုင်ရာနိုင်ငံတွေကအလုပ်သမားအခွင့်အရေးတွေပါရရှိနိုင်တယ် passport for job PJ passport နံပါတ်5ပြည်ပမှာတာသနာပြုလုပ်ငန်းတွေအတွက်ဆိုရင်ဘာသာရေး passport PR passport for religious ဆိုပြီးတော့တည်တံ့ရှိပါလိမ့်နံပါတ်6 ပြည်ပရောက်မိသားစုဝင်တွေစီကိုလိုက်ပါနေထိုင်မှုအတွက်ဆိုရင် Miko Passport လို့ခေါ်တဲ့ Passport for Dependent Passport ဆိုပြီးဗီဇာတက်မှတ်ထားပါလိမ့်။နောက်ဆုံးခုနှစ်ခုမြောက်ကတော့အလေပတ်ထွက်ထုတ်ထားတဲ့ PP Passport ပါ။ရရှိနေတဲ့ပြည်သက်တွေရောဒီထဲကဘယ်နှမျိုးလောက်ကိုတည်ထားပါသလဲ။ Passport နဲ့ဗီဇာစာပြေအမျိုးမျိုးအတွက် Kira ကနေပြီးတော့ဝန်ဆောင်မှုပေးနေပါလိမ့်။